laptop pc ကျွန်တော် macbook စတွေကိုဘယ်လိုမျိုးရွေးချယ်ဝယ်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အခုရပိုင်းတွင်မှာပေါ့နော်ကျွန်တော်ကိုဒီ laptop တွေ pc တွေ mac တွေဘယ်အရာကိုရွေးချယ်ဝယ်ရမလဲဆိုတော့လမ်းမေးနေသူတွေရံများတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလုပ်ပြီးတော့တင်ပြခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုကတော့ကွန်ပျူတာနဲ့စိမ့်နေသူတွေအခုမှစပြီးတော့ development ဘိုင်းတွေကိုစပြီးလုပ်နေသူတွေ IDCS ចောင်းသားတွေကိုအဓိကရည်ရွယ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ device တွေကိုမရွေးချယ်ခင်မှာကိုယ်အနေနဲ့ဘလိုမျိုးအလုပ်တွေကိုကိုယ်လုပ်လဲကိုယ့်ရဲ့ workflow တွေကိုကိုယ်သိဖို့လိုအပ်ပါတယ်ကိုယ်အနေနဲ့က web အပိုင်းကိုလိုက်နေရသူလားဒါမှမဟုတ်ရင် game development ကိုလိုက်နေရသူလားအမမိုဘိုင်းဒေါလမန်ကိုလိုက်နေတူလားဆိုတော့ကိုယ်နေနဲ့ကိုယ်ကိုယ်ပြပြတီးဖို့လိုအပ်ပါတယ် ဘာလဲဆိုတော့ဒီကောင်တွေက work flow ကတစ်ခုနဲ့တစ်ခုကတိတ်ပြီးတော့တူလေးတူထားမှရှိပါဘူး။ဥပမာအနေနဲ့ဆိုရင်ကျွန်တော်တို့က web development မှာဆိုရင်အဓိကအသုံးပြုရတာတော့ကျွန်တော်တို့ဒီ browser နဲ့ကျွန်တော်တို့ရဲ့ IDE ကြီးဖြစ်တဲ့ကျွန်တော်တို့ VS Code တို့ကျွန်တော်တို့ jQuery တို့စသဖြင့်ပေါ့နော်။အားတွေကိုကျွန်တော်တို့အသုံးပြုရပါလေ။ကျွန်တော်တို့ mobile မှာဆိုရင်ကျွန်တော်တို့ Android Studio ရှိမယ် Xcode ရှိမယ်ဒါတွေကိုကျွန်တော်တို့နေအသုံးပြုရပါတယ်။ Game development မှာဆိုရင်တော့ game engine တွေကို ူသဖြင့်အသုံးပြုရပါတယ်ဒီလိုမျိုးအသုံးပြုတဲ့ခါကျရင်ကိုယ်စီမံရှိတဲ့ budget နဲ့ကိုယ်သွန်းနေတဲ့လမ်းကြောင်းတွေနဲ့ကန့်ညီမဲ့ device တွေကိုကိုယ်အနေနဲ့ရွေးချယ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အနေနဲ့ device ရွေးချယ်တာမှာဆိုလို့ရှိရင်ဘယ်သူနောင်နိုင်ရမလဲဆိုရင်တော့ကိုယ်ပဲနောင်နိုင်ရမှာဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်အနေနဲ့ device ရွေးချယ်တာမှန်ကန်ဖို့လိုအပ်ပါတယ် ပထမဆုံး laptop နဲ့စားလိုက်အောင် laptop ဆိုတာတော့အားလုံးပဲသိရတယ်မယ်သူရဲ့အသက်ကြာတော့ poly web ဖြစ်တယ်ကျွန်တော်တို့တနည်းတနည်းတည်တော့လွယ်တယ်ပြီးရင်ကျွန်တော်တို့ကြိုက်တဲ့နေရာမှာကိုယ်အနေနဲ့အလုပ်လုပ်လို့ရတယ်ဒါတော့သူ့ရဲ့ကြီးမားဆုံးအသက်ကြာပေါ့နော်သူရဲ့အားနည်းချက်တော့ကျွန်တော်တို့ဒီ laptop ကကျွန်တော် GPU တွေလဲမယ်ဆိုရင်ကျွန်တော်အနေနဲ့အခက်ခဲရှိနိုင်ပါတယ်ခုနောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ RAM ရစာတိတ်ပြီးတော့ပေးမလဲတော့ပါဘူးအဲ့လိုမျိုးပြဿနာတွေကြုံရနိုင်ပါတယ် laptop device ကိုဘယ်လိုလူတွေကလိုအပ်လဲဆိုရင်ကျွန်တော်တို့ freelance လုပ်တဲ့လူဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီကြောင်းတက်နေတဲ့လူပြီးရင် device တွေကိုအမြဲတမ်းသိမ်သွားနေရတဲ့လူဆိုရင်တော့ဒီ laptop တော့လိုလိုအပ်ပါတယ်ဒီ laptop ရွေးချယ်တဲ့နေရာမှာကိုယ်အနေနဲ့ကဆောနာကျွန်တော်ပြောခဲ့သလို workflow ပေါ့နော်ကိုယ့်ရဲ့ workflow ပေါ်မူဒီ video ကိုယ်အနေနဲ့ရွေးချယ်လို့ရပါတယ်ကိုယ်အနေနဲ့ဒီငွေကြေးရမ်းတက်နိုင်ဘူးဆိုရင်တော့ကျွန်တော်အနေနဲ့ budget တွေကိုဝယ်သုံးလို့ရပါတယ် ကျွန်တော် budget ဆိုရင် core i3 ဒါမှမဟုတ် core i5 ကိုမှ generation နှိမ့်တဲ့ဟာလေးတွေကျွန်တော်အနေနဲ့ဝယ်ပြီးတော့သုံးလို့ရပါတယ်အဲ့ဒါမှ basic brand one เนาะကျွန်တော်တို့ 8k တော့လကောင်း 16k တော့လကောင်းကျွန်တော်အနေနဲ့အသုံးပြုလို့ရပါတယ်ကျွန်တော်ဒီ window laptop တွေတော်တော်များများတော့ brand တွေကိုကိုကြိုက်သူကိုနောက်ပိုင်းမှာတိုးလို့ရပါတယ် SSD ရေပြန်ပြီးတော့ထည့်လို့ရပါတယ်ကိုအနေနဲ့ budget ကတက်နိုင်နေဆိုရင်တော့ mid range ဒါမှမဟုတ် high end ဒီလိုမျိုးဟာတွေကို ဝယ်ထားတော့ပို့ပြီးတော့ကောင်းပါတယ်ဘာလို့လဲဆိုရင်ကိုယ်နေ future proof လဲပို့ပြီးတော့ဖြစ်တယ်လို့ performance လည်းပို့ပြီးတော့ကောင်းပါတယ်ဒါတက်နိုင်တဲ့သူဆိုရင်တော့ဒီလိုမျိုးဝယ်ထားတော့ပို့ပြီးတော့ကောင်းပါတယ်နောက်တစ်ခုကတော့ desktop pc ပါ desktop pc ကတော့ကျွန်တော်တို့အိမ်မှာစင်ထားတဲ့ဟာတွေပဲဖြစ်ပါလေသူနေနေကတော့တနည်းနဲ့တနည်းသေးသွားဖို့ကတော့မလွယ်ကူပါဘူးဘာလို့လဲဆိုရင်ပေးသွားမယ်ဆိုရင်တော့ကျွန်တော်တို့အဲဒီပုံရင်းကိုထမ်းပြီးတော့သွားမှရပါလိမ့်မယ် ကျွန်တော် desktop PC ကိုဘာကြောင့်ရွေးချယ်သင်လဲဆိုရင်ကိုယ်အနေနဲ့ကအိမ်မှာပဲနေတယ်ပြီးရင်ကိုယ်လုပ်တဲ့ workflow တွေကဒီ AI machine learning ဒါမှမဟုတ်ရင်ကျွန်တော်တို့ game development တွေပဲလုပ်တယ်ဆိုရင်ကျွန်တော်တို့ဒီ desktop PC နဲ့လုပ်တာတော့ပိုပြီးတော့ကောင်းပါတယ်ဘာလို့လဲဆိုရင်ဒီကောင် က heavy test တွေကိုလုပ်တဲ့နေရာမှာတော်တော်ကြီးကိုကောင်းပါတယ်ပြီးလို့ရှိရင်ဒီကောင်က ကျွန်တော်တို့ဒီ set တစ်ခုလုံးကိုကိုကြိုက်သလိုကို customize လုပ်ပြီးတော့ဆင်လို့လည်းရပါတယ်ဥပမာအနေနဲ့ဆိုရင်ကိုအနေနဲ့ကျွန်တော် combo တွေပေါ့နော် Ryzen နဲ့ကျွန်တော်တို့ RDX တွဲတဲ့ combo တွေကျွန်တော်တို့ဒီ AMD GPU နဲ့ Intel CPU combo တွဲတဲ့ဟာတွေအဲ့လိုမျိုး combo တွေနဲ့ကျွန်တော်တို့အနေနဲ့အသုံးပြုလို့ရပါတယ်ကိုကဂိမ်းဆော့တဲ့လူဆိုရင်တော့ဒီ PC build ကိုကိုအနေနဲ့ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ် ဘာလို့လဲဆိုရင်ကျွန်တော်တို့ဂိမ်းဆော့ရင်တော့ဘယ်လိုဆို graphic ကောင်းကောင်းနေ performance ကောင်းကောင်းနေဆော့ချင်ကြတာပဲဒီအဲ့ဒီတော့ကြောင့်မလို့ကိုယ်အနေနဲ့ဒီလိုမျိုး PC option ကိုထည့်သွင်းစဉ်းစားတင်ပါတယ်။ဘယ်နောက်ဆုံးဆရာကြီးဖြစ်တဲ့ Mac အကြောင်းကိုပြောလိုက်ရအောင်။ Mac Pro ကတော့အဓိကဖြစ်တော့ကျွန်တော်တို့ဒီ iOS development ပေါ့နော်။ဒီ iOS app တွေကိုရေးချက်ဖို့အတွက်အဓိကအားဖြင့်တော့အသုံးပြုကြတာများပါတ ါပေမဲ့ကျွန်တော်တို့ဒီ web development AI machine learning စာတွေကိုကျွန်တော်တို့အနေနဲ့လုပ်တဲ့ချိန်မှာလည်းဒီ MacBook ကိုအသုံးပြုကြပါတယ်။ဘာလို့လဲဆိုရင်တော့ဒီကောင်ကတော့ pay ရတဲ့ဈေးနဲ့ရတဲ့ performance ကတော်တော်လေးကောင်းတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်။ပြီးရင် Apple logo ပါတဲ့အတွက်ကြောင့်မလို့လူထင်ကြီးရတယ်ပါတော့ဗျာ။ဒါပေမဲ့ Mac ရဲ့အားနဲ့ကြာတော့ကျွန်တော် game shop လို့လုံးဝမရပါဘူး။ game ကတော်တော်ကြီးကိုကွမ်းပါလေ။ဒါကြောင့်မလို့ကိုယ်အနေနဲ့ game shop တက်တယ်ဆိုရင်တော့ MacBook ကိုလုံးဝယူချေတင်မအောင်။ကျွန်တော် gaming laptop ပဲတော့ပဲပါ MacBook ဝယ်မယ်စား။အဲ့ဒါတော့ပို့ပြီးတော့ကောင်းပါလေ နောက်တစ်ချက်ကတော့ဒီ Mac ကိုရွေးချယ်တင်တဲ့အကြောင်းထဲမှာပါတာတော့ Apple ecosystem ထဲမှာကိုကရှိနေပြီးသားဆိုရင်တော့ဒါကတော့အထူးတက်လေပြောနေစရာမလိုပါဘူး MacBook တိုင်းဝယ်လိုက်ပါ MacBook Air ကိုဝယ်မယ်ဆိုရင်တော့ကျွန်တော်ကြံပေးချင်တာကတော့ brand ကို16ကအနည်းဆုံးထားပြီးတော့ဝယ်ပါ 8K ဆိုရင်ဘာမှသုံးစားလို့မရပါဘူးကျွန်တော်အနေနဲ့ Chrome ဖွင့်တာနဲ့ဒီ 8K ကကုန်သွားမှာဖြစ်ပါတယ်အဲကြောင့်မလို့ကိုယ်အနေနဲ့အလုပ်တွေပိုင်းလုပ်မယ် video editing ပြီးလို့ရှိရင်ကျွန်တော်တခြားအော်ဘောနော်ကျွန်တော်ဒီကုတ်ရေးတဲ့ဘိုင်းတွေကျွန်တော် web development ပြီးရင်ကျွန်တော်တို့ဒီ machine learning စတွေကိုကျွန်တော်တို့ရဲ့လုံးဝဆိုရင်တော့ run အနည်းဆုံး16 GB ရှိမှရပါမယ်16 GB မရှိဘူးဆိုရင်တော့ကျွန်တော်တို့ဒီ test တွေ run နေချိန်တိုင်းကောင်းကင်ရပါလိမ့်မယ်အဲကြောင့်လို့ဝယ်လို့ရှိရင်တခါလေး16 GB ကိုဝယ်ပါအားတော့ပို့ပြီးတော့ကောင်းပါလိမ့် Okay နောက်ဆုံးအနေနဲ့ကျွန်တော်ဒီမှာ requirement လေးကိုကျွန်တော်ပြပြပါမယ်ကျွန်တော် laptop desktop pc မှာဆိုရင်ကိုယ်အနေနဲ့ cpu ကို minimum ပေါ့နော်အနည်းဆုံးဘယ်လောက် ဒီရွေးချယ်လို့ရလဲဆိုရင်ကျွန်တော်တို့ core i3 ပေါ့နော် intel မှာဆိုရင် core i3 latest gen ကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဒါမှမဟုတ် core နည်းနည်းတက်နိုင်ရဆိုရင် core i5 ကိုတည်ဆင်းစဉ်းစားလို့ရပါတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ price to performance ကျန်ကျန်ကြီးနေလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ Ryzen ကိုထည့်သွင်းစဉ်းစားစီချင်ပါတယ် Ryzen 3ဒါမှမဟုတ် Ryzen 5အဲ့နှစ်ခုကိုကျွန်တော်နေထည့်သွင်းစဉ်းစားလို့ရပါတယ် RAM တော့အနည်းဆုံး16 GB ထည့်ဖို့တော့လိုလိုအပ်ပါတယ်အဲ့ဒါမှကျွန်တော်တို့ RAM နဲ့ test တွေက ချွတ်ချွတ်ဝင်းဝင်းနဲ့လုံးလုံးမှာဖြစ်ပါတယ်။ GPU ကတော့ကိုကြိုက်နေတဲ့ရ GPU ကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါတယ်။ကျွန်တော်ဒီမှာ GPU ကြောင်းတော့အများကြီးထည့်ပြမှာမဟုတ်ပါဘူး။ဟောလဲစရင်ကိုအနေနဲ့တက်နိုင်ရစရင်တော့ RTX လောက်ထည့်ရတော့ပို့ပြီးတော့ကောင်းတော့ပေါ့။ RTX မတက်နိုင်ဘူးဆိုရင်ကျွန်တော်ရိုးရိုးဒီ Ryzen ထုတ်တဲ့ဈေးနည်းနည်းတက်တာရ performance ကောင်းတဲ့ကောင်တွေရှိပါတယ်။အားတွေကိုကျွန်တော်တို့လည်းထည့်လို့ရပါတယ်။ကြောင် MacBook မှာဆိုရင်တော့အနည်းဆုံး M2 လောက်ကနေစပြီးတော့ဝယ်တော့ကောင်းပါနဲ့အခုက M4 လောက်ထိထွက်နေပြီဆိုတော့ M2 ကတော့အနည်းဆုံးအနေနဲ့ဝယ်တာကောင်းပါတယ်အခုလိုဖြစ်တော့ MacBook Air ဝယ်မယ်ဆိုရင်ကျွန်တော်တို့ brand ကို 16K ဟာကိုရွေးဝယ်ဖို့လိုအပ်ပါတယ်တော်တော်များများ showroom တွေမှာရောင်းတာတော့ brand 8K ဒီပဲရောင်းပါတယ် 16K လိုချင်ရင်တော့ခုအနေနဲ့သူတို့ pre order လောက်တာတို့တခြား online မှာတာတို့အဲ့လိုမျိုးလုပ်မှာပဲရပါတယ် ီဗီကတော့ဒါလောက်ပါပဲအခုရပိုင်းမှာကျွန်တော်လာပြီးတော့ဘယ် laptop ရွေးချယ်ရမလဲဘယ်လို PC ရေးဆင်ရမလဲ MacBook ထဲမှာဆိုရင် Pro ရွေးချယ်ရမလား AirPods ရွေးရမလားဗာမီးကြတဲ့သူတွေအများကြီးအတွက်ကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပြီးတော့ပြပြချင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကအခုကြည့်နေတဲ့သူတွေအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုချန်နယ်သက်သက်ဆိုရင် like လုပ်လေးကိုနှိပ်ခဲ့ရသလိုကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးတော့လို့ရပါတယ် ဆုံးနည်းရှိပြီးရတဲ့အားလုံးကိုကျေးဇူးတူပဲနဲ့ရှိပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ happy ကောင်းတွေပါခင်ဗျာ